အခုကြည့်နေတဲ့လူတွေအားလုံးထဲမှာမြင်မြင်ကြီးချစ်မှုတော်တဲ့လူတွေတော့ရှိလိမ့်မယ်လို့ကျွန်တော်ထင်တယ်။အခုကျွန်တော်ပြောပြပေးမှာကတော့မြင်မြင်ကြီးချစ်မိတော်တဲ့အချစ်ဆိုတဲ့ဇာတ်ကားလေးပဲ။ဘာဖြစ်လို့လဲဆိုတော့မင်းသားကမင်းသမီးကိုမြင်မြင်ချင်းမှာပဲအရန်အောင်မှချစ်မိတော်တဲ့ဇာတ်ကားလေးပဲ။အချစ်ကကြတဲ့လူဆိုရင်ဒီဝီဒီယိုလေးကိုစောင့်ကြည့်တော့ကျွန်တော်အခုပြောပြပေးမှာကတော့လွန်ခဲ့တဲ့9ရက်မှထွက်ရှိရတဲ့ Dynamite Kiss ဆိုတဲ့အချစ်ဇာတ်ကားလေးအကြောင်းကိုကျွန်တော်မိတ်ဆက်ပေးပါမယ်။ဇာတ်ကားလေးကို review မလုပ်ခင်ဇာတ်လမ်းလေးကိုဇာတ်လမ်းလေးကြောင်းတင်းနေလေးပြောလိုက်အောင်။အသက်30ဒီအစိုးရဆောင်ပွဲမအောင်မနဲ့အလုပ်လက်မဲဖြစ်နေတဲ့ကောင်မလေးတယောက် မိသားစုထဲမှာတောင်ဘွဲမရလို့ညီမဖြစ်သူမင်္ဂလာဆောင်တော်တော်တက်ခွင့်မရခဲ့တဲ့သူမမဖြစ်နိုင်တဲ့အိမ်မက်တွေနဲ့ဘွားကိုပြင်ပန်းဖက်ခဲ့တာဖျက်တမ်းနေရတဲ့ကောင်းမလေးတရားရုပ်ရည်ချောမုံလုံးနဲ့အပြင်အရာအားလုံးပြည့်ပြည့်စုံလုံးနေတဲ့သူအလုံးလို့ရမှာအရန်ထက်မြက်တည်ငြိမ်လုံးပြီးတော့ဘယ်အောင်မဆိုစိတ်အားထက်တန်စွာလုံနေတတ်တဲ့သူခလေးပစ္စည်းထုတ်လို့ရကုမ္ပဏီမှာအလုံးလုံးနေတဲ့ဂုံကြီးရောတရင်မှာတော့အကြောင်းတစ်ခုကြောင့်မထင်မှတ်ပဲနဲ့ချစ်သူပြေဟန်ဆောင်မှုဖြစ်လာတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ တနေ့မှာကိုဒါရင်နဲ့မမျော်လင့်မဲ့နန်းခဲမိပြီးနောက်မှာနှစ်ယောက်ကြားထဲမှာမူမန္လာလေးတွေဖြစ်ပေါ်လာခဲ့ပါတယ်။ဂုံကြီးရောတွယ်ပြဿနာကတော့သူနန်းခဲမိတဲ့ကိုဒါရင်ကအိမ်တော်နဲ့ဖြစ်နေတယ်ဆိုတဲ့အချက်ပါပဲ။ဒါပေမဲ့သူထင်သားလို့မဟုတ်ပဲနဲ့တကယ်တမ်းကျတော့ကိုဒါရင်ကအတိတ်ကြအလုပ်တစ်ခုရဖို့အတွက်ဟန်ဆောင်လိန်လေတာတဲ့စင်ကယ်မာလာလေးတယောက်ဖြစ်နေတာပါ။ကိုဒါရင်တယောက်ဂုံကြီးရောရှိတဲ့ကုမ္ပဏီမှာအလုပ်ရဖို့အတွက်အိမ်တော်နဲ့ကလေးမိပါဆိုတဲ့ကိုရီးအချင်းနဲ့လိန်လေပြီးတော့အလုပ်ဝင်လာပါတော့တဲ့။သူနဲ့အတူအနန်းနဲ့ဖလှယ်ခဲ့တဲ့မင်းကလေးကအိမ်အောင်တယ်လို့သိလိုက်ရတဲ့အခါမှာတော့ဂုံကြီးရောတယောက်ဘလို့ဖြစ်နေမလဲ မဖြစ်မနေအိမ်တော်နယ်ဖြစ်ကြောင်းကိုလိန်လယ်မှဖြစ်မယ်ဆိုတဲ့ကိုရာရင်တို့ကြားမှာဖြစ်ပေါ်လာမယ့်အခြေဆက်လန်လေးကိုဟာတလီနှော်ပြီးတော့ကြည်ရမယ်ရိုမန်ကန်ဒီဇက်ကလေးပဲဖြစ်ပါတယ်အဲ့လေးကိုကျွန်တော်အနေနဲ့နှစ်ပိုင်းကြည့်ပြီးပြောပြရရင်တော့တော်တော်လေးကောင်းတဲ့ဇက်ကလေးပါကြည့်ကြည့်ပါဘလို့ဘလို့မျိုးတွေကြည့်တင်လဲဆိုရင်အခြေကရိုမန်အခြေရိုမန်ဟာတကလေးကြိုက်ရဆိုရင်ဒီကလေးကိုကြည့်ပါကိုရီးယားကားဆိုတဲ့အတိုင်းပဲဇက်ညုံတွေကထက်တာများတယ်ထက်တာများပြီးမဲ့ဒီကလေးကလည်းပုံစံတစ်မျိုးနဲ့လာတဲ့ဇက်ကလေးကြည့်လို့ကောင်းပါတယ် ဝါယူမဲရူမီတို့ဘာလို့ပြီးသွားပြီဆိုတော့ဘာကားတိအမှန်မကြည့်ဖြစ်နေတဲ့လူတွေအတွက်အချစ်ကားကောင်းကောင်းလေးကြည့်ခြင်းဒီ dynamic ဆိုတဲ့ကားလေးကိုတကြည့်ပါကြည့်လို့ကောင်းပါတယ်အခုလက်ရှိရတော့နှစ်ပိုင်းဒီထွက်ရှိထားပါပြီပြီးရင်နောက်ပိုင်းမှာအရန်ကောင်းတဲ့အချစ်ကားလေးတကားဒါထပ်ပြတာဖြစ်တဲ့အတွက်ဝါယူမဲရူကြည့်ပြီးသွားရင်ဘာကားကြည့်ရမှန်မသိဖြစ်နေတဲ့လူဆိုဒီကားလေးတော့ကြည့်ပါကြည့်လို့ကောင်းပါတယ်မင်းသားမင်းမီးကလည်းတီးကြလဲလူလဲတီးလိုက်မယ်မတီးလဲလူလဲမင်းမီးမင်းသားမင်းမီးအစ်စ်ဖြစ်ရင်ဖြစ်နေလိမ့်မယ်ဒါ my dress ဆိုတဲ့စကားလေးကမင်းမီးနဲ့ မင်းသားကတော့ဒီဆောင်ရီကျိုးတို့ဘာလို့တရုတ်ဆောင်ဘူးရဲ့အရှိပါဒါဒီမင်းသားလည်းတီးလိုက်မယ်ပေါ့အားလုံးသွားကြည့်ကြည့်ပါကြည့်ကောင်းပါလေမင်းသားလည်းမင်းသားချောမှကြည့်ကြည့်နေလူတို့ဘာလို့ဆိုနော်ဒီကားလေးကမင်းသားလည်းချောချောခက်ခက်ကြီးနဲ့ကြည့်လို့ကောင်းမဲ့ဇက်ကားလေးတကဖြစ်ပါတယ်သွားကြည့်ကြည့်ပါအချစ်ကပါအချစ်ကကြဲတဲ့လူတွေတော့ဇက်ကားကောင်းလေးတကဖြစ်မယ်လို့တော့ကျွန်တော်ထင်ပါတယ်အင်သေးတာလည်းမဆိုးဘူးပြောဒီဆလာလေးကလူပြောမယ်အပိုင်းနှစ်ပဲရှိသေးတယ်အခန်းကြီးအများကြီးကြီးသွားပြီးပြီဗျနောက်ပိုင်းထက်လာမယ်တော့မသိဘူးပေါ့ဒါမှမင်းသမီးကဆဆလက်ချင်းမှာတော့ ဒီဘယ်လိုပြောမလဲဆင်းရဲတဲ့ကောင်မလေးတရားပေါ့ဗျာဆင်းရဲတဲ့ကောင်မလေးအလောက်ကြိုးစားနေတဲ့အလောက်ရဖို့အတွက်ပါမစုံလုံးနေတဲ့ကောင်မလေးတရားပေါ့အဲတရက်မှာတော့မိသားစုကိစ္စကြောင့်ဒီကန်ဘယ်ရဲ့ခြေကျူးကျွန်းကိုသွားရင်းနဲ့ဒီမင်းသားနဲ့အမှတ်မတင်တွေ့ပြီးတော့မင်းသားကမိမိကြီးချစ်သွားတဲ့ဆိုတဲ့အချက်တိုင်းပဲမင်းသားကစောင့်ရင်းချစ်သွားတာဗျာသူ့ဘဝမှာဘယ်သူမှမချစ်ဘူးလို့သိတယ်လားမင်းသမီးတွေ့ကြင်မှာပဲကတော့ကတော့ဒါဘယ်လိုပြောရမလဲဆိုတော့ဟိုဟာပြုတ်ပိုးလောက်ခံကြီးလေးမှာပဲမင်းသမီးကသူ့အမေဖုံဆက်လို့ဆိုရထထော့တော့တယ်ကျမင်းသားစက်တက်ငယ်ငယ်ကြီးကြံခဲ့ပြီးတော့မင်းသားအသေးဆိုးရတဲ့ site ဒါပြန်သွေးရိုက်ချိန်မှာမင်းသမီးကလိန်လေပြီးတော့ဒီကလေးမေးနဲ့ဟန်ဆောင်ဟာတလေးနှော်ပြီးကြည့်ရမယ်ဇက်ကလေးဖြစ်တဲ့အတွက်ကြည့်ကြည့်ပါဘာကကြည့်ရမှမသိဘူးတချီကြည့်ပါ rating နေနဲ့ဆိုရင်လည်း8.40ရရှိတဲ့ဇက်ကကောင်းနေတာဖြစ်တဲ့အတွက် rating လည်းတော်တော်လေးကောင်းတဲ့ဇက်ကဖြစ်ပါတယ်ဘာကကြည့်ရမှမသိဖြစ်နေတဲ့လူဆိုရင်ဒီကားလေးကိုတော့ကြည့်ကြည့်ပါဘယ်မှာကြည့်ရမှမသိဖြစ်နေတဲ့လူဆိုရင်ကျွန်တော် channel ကျွန်တော်ရဲ့ Telegram channel လေးဖြစ်တဲ့ cinema 123 cinema 112မှာလည်းတွားကြည့်လို့ရပါတယ် channel မှာတော့ဘာလို့မှလည်းတွားကြည့်လို့ရပါတယ် ားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြကြတဲ့လူအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုချိန်နေတတ်တယ်ဆိုရင် like and share follow လေးလုပ်ခဲ့ပြီးကြအောင်နောက်ဗီဒီယိုမှာပြန်ဆုံသွေးကြမယ်နော်ဇက်ကတိတွေအများကြီးထွက်လာတဲ့အတွက်ကျွန်တော်နောက်ဗီဒီယိုတွေမှာဇက်ကတိတွေထပ်လာခဲ့ပါမယ်